နေပြည်တော်မှာရုရှားကတိစောက်ပေးမဲ့130မဂါဝက်ဒေဇာနျူကလ িয়ার တပ်ပေါင်းဖို့ကိုမဂါဝက်330အထိထုတ်လုပ်ဖို့ရည်ရွယ်ထားတဲ့စီမံကိန်းဟာငလင်ကြောက်ပြပြသွားပြီးနေရာပြောင်းချွေနိုင်တယ်လို့စီတန်ဘူကြီးစင်ရော်ကတုံ့တက်ပါတယ်။မင်းအောင်လိုင်ရဲ့ရုရှားခီးစင်မှာနှစ်နိုင်ငံတဘောတူညီလက်မှတ်ရေးတိုးချက်အရနေပြည်တော်မှာ130မဂါဝက်ဒေဇာနျူကလ িয়ার တပ်ပေါင်းဖို့ကိုရုရှားကတိစောက်ပေးမယ်ဆိုပြီးနှစ်နိုင်ငံကြားပြန်လည်တဘောတူညီထားတယ်လို့သိရပါတယ်။ အဲတတင်းတော့မကြောက်ဘူးဒါပေမဲ့ဖြစ်နိုင်ကြရယာနှုံးတော်တော်နဲသွားပြီပေါ့နော်ကျွန်တော်လည်းပြောခဲ့တယ်တမ္မာဒီဝငါကောင်းတဲ့မြတ်တွေကစေအုပ်စုနျူကလ িয়ার ထပ်ပေါင်းမှုပိုင်ဆိုင်မှာလူလားပုံမရဘူးလို့ဒီလိုအနေထားမျိုးနဲ့ကနေရာပြန်ရွေးရင်ရွေဒီနေပြီးတော့တဝိုက်မှာတော့ဒါလုံးလို့ရတဲ့အနေထားမျိုးတော့မရှိတော့ပါဘူးဗျာဟောမလျှော်သေးဘူးဆိုတော့နေရာပြန်ရွေးရမှာပေါ့နေရာပြန်ရွေးရင်လည်းသူတို့မူလာရွေးထားတဲ့ကပ်ဆာ၁၄လို့နေရာမျိုးကိုဖယ်ပြန်ပြီးတော့ ရွေးချယ်မယ်လို့ထင်ပါတယ်ဗျာဟုတ်ကဲ့ရုရှားနဲ့မြန်မာနိုင်ငံနားလည်မှုစာချုပ်နာတဘောတူညီချက်ကို Western ညွန်ကြားရေးမှူးချုပ်နဲ့မြန်မာနိုင်ငံသိပ္ပံနည်းပညာဝန်ကြီးမျိုးသိန်းကျော်တို့လက်မှတ်ရေးထိုးခဲ့ကြပြီးအနုမြူနဲ့ဒန်အောင်ကြီးဘေးရန်နယ်ကင်းရှင်းရေးနယ်ပယ်မှာပူးပေါင်းဆောင်ရွက်ရေးအတွက်လည်းနားလည်မှုစာချုပ်နာလက်မှတ်ရေးထိုးခဲ့ကြတယ်လို့သိရပါတယ်။ဒါ့အပြင်ပစ္စည်းတူလောင်မှုတိစောက်ထားတဲ့လှုပ်ဝက်လိုင်ကောင်းနဲ့ပတ်သက်လို့စီဒီအမ်ဘူကြီးစင်အောင်ကအခုလိုရှင်းပြပါတယ်။အဲဟုတ်ကဲ့ နျူကလ িয়ার ဓာတ်ပေါင်းပုံနဲ့သက်ဆိုင်လာတဲ့သူတို့အရေးကြီးစစ်ပစ္စည်းတွေတူလောင်နဲ့ဓာတ်ပေါင်းပုံတစ်ခုဟိုလိုင်ကောင်းတစ်ခုရှိတယ်ဆိုတာတော့ရှေ့ဘက်မှာတင်ကျွန်တော်တို့ဒီ COP တွေမတိုင်ခင်မှာခရေကအဘိုးကြီးဆိုင်သိန်းဝင်းဆိုသူပေါ့နော်သူစီကနေပေါက်ကြားမှုတွေရှိခဲ့တာရှိပါလေဒါမဲ့အဲ့ဒီဟာကနျူကလ িয়ার ဓာတ်ပေါင်းပုံနဲ့ဘူတွေနဲ့ ဆက်ဆက်မှုတော့နည်းတယ်ဗျမူလကကျွန်တော်တို့ဒီဓပောင်းမှုတဲဖို့ကကျွန်တော်ကဒီမကွေးတိုင်းထဲမှာပဲယာရထားတာဒါကပ္ပစဆက်ယုံနေမှာကျွန်တော်နီနီကက်ကနေခဲ့မှုတဲ့အနေထားအရာပြောတာဗောနော်ကပ္ပစ14မှာဆိုရင်အကြမ်းမြင့်ယာရခဲ့တယ်ဒါအခုဒီရုရှားခီးစဉ်ပြီးမှပဲဒီနေပြီးတော့တဝိုက်မှာလှုပ်လာနိုင်တယ်ဆိုပြီးတော့ဒါတုံးသက်ထင်မြင်ချက်တွေရှိတယ်ဗောနော်အဲ့တော့နေပြီးတော့တဝိုက်မှာတော့ဒီအနေထားမျိုးနဲ့ကလှုပ်နိုင်ကြီးနေသွားပြီးတော့ အမူလားစီမံထားတဲ့မကွေးတိုင်းဘက်ချမ်းတွေကိုပဲဥတည်ပြီးတော့ပြန်ရွေးမဲ့သဘောရှိတယ်ပေါ့နော်ရုရှားနဲ့မြန်မာကြားနျူကလ িয়ার ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဟာဗိုလ်ချုပ်မူကြီးတန်းရွှေလက်ထက်2009ခုနှစ်မှာစတင်ခဲ့တာဖြစ်ပြီးမြန်မာနဲ့ရုရှားအနုမြူကော်ပိုရေးရှင်းရက်စတွန်ကြားနျူကလ িয়ার ဆောင်ရွက်အသုံးချရေးပူးပေါင်းဆောင်ရွက်မှုပထမဆုံးနားလည်မှုစာချုပ်လာကိုတော့တမနာဥတိစိန်အစိုးရတက်တန်းကုန်ကဏ္ဍ2015ခုနှစ်ဇွန်လ17ရက်မှာလက်မှတ်ထိုးခဲ့တာဖြစ်ပါတယ် ဒေါ်ဆန်းစုကြည်ရဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD လက်ထက်မှာတော့မြန်မာနဲ့ရက်စတွန်ကြားနျူကလ িয়ার စွမ်းအင်ကဏ္ဍပူးပေါင်းရေးရပ်တန့်ခဲ့ပေမဲ့စစ်ကောင်းဆောင်ဆက်ဆက်စစ်ကူးရင်ခဲ့တဲ့နျူကလ িয়ার အိမ်မက်ကို2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြန်လည်တက်သွင်းလာတာဖြစ်ပါတယ်။